ကိုင်းတန်းဒေသကြီးကလေးမြို့နယ်မော်လိုက်ကလေးတောင်ရွာမှာဩဂတ်5ရက်ညနေ9:45မိနစ်ခန့်ကပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူတအုပ်တီဆုံးကတအုပ်တန်ရာရရှိခဲ့ပါတယ်။အခင်းဖြစ်စဉ်မှာကလေးမြို့နယ်မော်လိုက်ကလေးတောင်ရွာမှာမတ်တေမာချူရဲ့နေအိမ်ဈေးဆိုင်ကိုလာရောက်ဈေးဝယ်တဲ့မောင်အေးကိုမှစိတ်လိမ်မာယူပြီးစိတ်တောက်စင်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ပောက်ကွဲမှုကြောင့်မောင်အေးကိုမှရာလက်ဖြန့်ပောက်ပြဲတန်ရာ ပေါင်းစုပ်ပစ်လျာတို့နဲ့အခင်းပြပွားရဲ့နေရာမှာပင်တည်ဆုံးခဲ့ပြီးဈေးရောက်သူမတ်တင်မှာချုံပါလေဝဲလက်ပင်ညုံမဲတရားရရှိသွားတဲ့အတွက်ကလေးမျိုးပြည်သူစေုံမှာတက်ရောက်စေကူတာမှုခံယူနေရတယ်လို့သိရပါဗါတယ်တိတ်ဆုံးသူမောင်ဤကိုရဲ့အနီးမှာ၎င်းလွယ်ထားတဲ့လွယ်အပိုင်းစားနဲ့အတူစိုက်ကယ်ဘက်ထရီအိုးအပိုင်းစားတွေဝါယာကျိုးအနီအောင်အပိုင်းစားတွေ C4 ရန်နဲ့ဆွဲကပ်နေတဲ့ plastic 8အပိုင်းစားတွေနဲ့ဗလိတ်ထားအဟောင်း3ချောင်းကိုတွေ့ရှိရတယ်လို့အခင်းဖြစ်ပွားရာကိုလာရောက်စစ်ဆေးကြည့်ရှုတဲ့တာဝန်ရှိသူများထံမှသိရပါဗျ။ ထိုပြစ်စင်နဲ့ပတ်သက်လို့ဩဂတ်15ရက်ညပိုင်းမှာကလေးမျိုးမရဲစခန်းမှာပ339လေးမြင်းဆောင်2016ရဆက်တကြီးပုံမှန်339လေးကကြီးနဲ့အမှုဖွဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။